ဒီကတော့ကိုရီးယားခင်းဆိုင်တော့တာဖုန်မင်းနေလာဆိုတဲ့ဟာကိုပြောစီခြင်းပေါ့နော်ဖုန်မင်းနေလာဆိုတဲ့ဟာကိုဖြစ်တယ်နောက်ပိုင်းကျရင်ဖုန်မင်းနေလာရဲ့အမေလေးဆိုတာမမေကဖြစ်တော့မှာဘာဖြစ်လို့လဲအသက်ကြီးလာပြီအဲ့တော့အဲ့ဒီထွက်လဲသူစူးစမ်းရှာပါတယ်အဲ့လိုမျိုးဖုန်မင်းနေလာဆိုပြီးနာမည်တစ်လုံးနဲ့ရက်တည်နိုင်အောင်ဘေးတာစူးစမ်းနေတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုစိတ်ချရတယ်လို့မဟုတ်ပေါ့နော်အမေတယောက်နေနေတော့တာသမီးကိုဒီ ီနှစ်နှစ်သုံးနှစ်နဲ့တော့စိတ်ချရတယ်တော့မဟုတ်သေးဘူးအဲ့ဒါကြောင့်ပေါ့ကိုရီးယားကိုရီးရှူတင်မရှိတဲ့အချိန်ဆိုသူ့နောက်ပဲလိုက်ရတာလေသိရမလားအဲ့ဒီသူ့နောက်ပဲလိုက်ရတယ်သူ့ကိုလိုရာလေးတွေပေါ့အဲ့လိုမျိုးယောက်ျားလေး item တော့မတင်တတ်ပေမဲ့လေကိုကဘာဖြစ်ဖြစ်သူထက်အများကြီး senior ကြပြီးလုံသက်တေကိုရင်ခဲ့တယ်ဝိုင်းမင်းမီတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အချမ်းညံလေးတော့ပေးလို့ရတာပေါ့ဒါကဒီနေရာမှာတော့နည်းနည်းလေးတော့လိုတယ် အဲဘလူလေးထည့်လုပ်လိုက်ပါဦးအဲအဲ့လိုလေးဆိုရင်တူတူလေးကပြောရတာပေါ့အဲ့လိုလေးတင်တင်ပြီးတယ်ဆိုတော့ဘလူပဲဖြစ်ဖြစ်ကလေးကလည်းတခါတခါကျရင်သတိလက်လွတ်ဖြစ်မဲ့ဟာတွေကအမေကသတိပေးတဲ့အတွက်သူတို့လည်းပို့ပြီးတော့ဟိုအထောက်အပံ့ဖြစ်တာပေါ့လေဟုတ်ကဲ့ဒီပါရဖြစ်တော့နားလိုက်ရတာကို၄နှစ်လောက်နားလိုက်ရတယ်ပြီးတော့မှ ပုံမင်းဒီလောကရယ်ဝင်တာ2022ခုနှစ်ကစဝင်တာဆိုတော့အခုဆိုနှစ်နှစ်ခွဲသုံးနှစ်နေပါပဲရှိသေးတယ်။အဲ့ဒီမှာပေါ့နော်ကိုသားရဲ့ကားကိုဒီလိုမျိုးပေါ့နော်ဖန်သားပြင်ပေါ်မှာရွှေရှင်ရုံပေါ်မှာမြင်ရတော့မယ်ဆိုတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အမေတယောက်အနေနဲ့အရန်ကိုဝမ်းသာပြီးပြီးဖြစ်ရပါတယ်။သူအနေနဲ့ဆိုရင်ဒါသူကံကောင်းတယ်လို့ပြောရမှာပေါ့နော်စောစောစီစီရုပ်ရှင်ရိုက်ခွင့်ရတာပေါ့ဟုတ်ဟုတ်ကိုရီးယားအများရန်ပြောရတယ်လေအမေကအလုပ်တစ်ခုကိုလုပ်ရဲလို့စိတ်ပါလက်ပါနဲ့လို့စိတ်ညစ်ပြီးတော့မှလုပ်တာနော်လို့ အဲ့တော့လို့အမေနာမည်ပြည့်အောင်တော့မလုပ်နဲ့လို့ခေစာရေးကြော့သားခေစာရေးကြော့ခြေပြားတော်မမီဘူးဆိုတဲ့ဟာမျိုးဆိုအမေသိက်ရှက်တယ်လို့အဲ့တော့ကိုကဒီလုံနဲ့အတမိုးဝမ်းချောင်းပြုတ်ပြီးတော့လောက်ကင်မှာဖြစ်တဲ့အတွက်ဒီလုံပေါ်မှာလေးစားပါ ကိုယ့်အတွက်ပေါ့နော် item တွေဘာတွေလိုသေးလဲပေါ့နော်အဲ့ဒါတွေအမြဲတမ်းတင်လေ့လာပါပေါ့နော်ဒါကိုအမြဲတမ်းကိုကလည်းတတ်နိုင်သမျှတော့ဆုံးမတာပေါ့နော်ဆုံးမတဲ့အတွက်လည်းသူလည်းဘာပဲဖြစ်ပေါ်တော့လူငယ်တယောက်နေနဲ့တော့စူးစမ်းချပါတယ်။အဲအဲ့လိုစိတ်ချရတယ်လို့မဟုတ်ပေါ့နော်။အမေတယောက်နေနဲ့တော့သားသမီးကိုဒီဒီနှစ်နှစ်သုံးနှစ်နဲ့တော့စိတ်ချရတယ်တော့မဟုတ်သေးဘူး။အဲ့ဒါကြောင့်ပေါ့ကိုရီးယားကိုရီးယားရှူတင်မရှိတဲ့အချိန်ဆိုသူ့နောက်ပဲလိုက်ရတာလေ။ တည်ရလားအဲ့သူ့နောက်ပဲလိုက်ရတယ်သူ့ကိုလိုရာလေးတွေပေါ့အဲ့လိုမျိုးယောက်ျားလေး item တော့မတင်တတ်ပေမဲ့လေကိုကဘာဖြစ်ဖြစ်သူတစ်ထက်အများကြီး senior ကြပြီးလုံသက်တေကိုရင်ခဲ့တယ်ဝိုင်းမင်းမီတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အချမ်းညာလေးတော့ပေးလို့ရတာပေါ့ဒါကဒီနေရာမှာတော့နည်းနည်းလေးတော့လိုတယ်အဲဘလူးလေးထည့်လုပ်လိုက်ပါအောင်အဲအဲ့လိုလေးဆိုရင်ထူးထူးလေးကပြောရတာပေါ့အဲ့လိုလေးတင်တင်ပြီးတယ်ဆိုတော့ဘလူးပဲဖြစ်ဖြစ်ကလေးကလည်းတစ်ခါတစ်ခါကျရင်တတိလက်လွတ်ဖြစ်မဲ့ဟာတွေကအမေကတတိပေးတဲ့အတွက်သူ့အတွက်လည်းပို့ပြီးတော့ဟိုအထောက်အပံ့ဖြစ်တာပေါ့လေဟုတ်ကဲ့ဒီကတော့ ကိုရီးယားခင်ဆိုင်ကျော့တာပုံမင်းနေလာဆိုတဲ့ဟာကြီးကိုပြောစီခြင်းပေါ့နော်ပုံမင်းနေလာဆိုတဲ့ဟာကိုဖြစ်တယ်နောက်ပိုင်းကျရင်ပုံမင်းနေလာရဲ့အမေလေးဆိုတာမမေကဖြစ်တော့မှဘာဖြစ်လို့လဲအသက်ကြီးလာပြီအဲ့တော့အဲ့ဒီထွက်လဲသူစူးစမ်းရှာပါတယ်အဲ့လိုမျိုးပုံမင်းနေလာဆိုပြီးနေမဲ့တစ်လုံးနဲ့ရက်တိနိုင်အောင်ဘေးသာစူးစမ်းနေတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်အခုဆိုရင်သူကားကြီး6ကားပေါ့အဲတချို့ကားလေးတွေကအခုဆိုညေးစားမှာဆိုပြီးတော့ညေးစားမှာဆိုပါတယ်ခုနှစ်ခန်းရှစ်ခန်းပဲပါပဲဒါပေမဲ့အတွေ့အကြုံရအောင်ကြိုက်လိုက်တာ နောက်ပြီးတော့လည်းဇက်လိုက်နဲ့လေမြင့်မြန်နဲ့ဖြစ်တဲ့အတွက်ပါတဲ့နဲ့ဒါပါလိုက်ရှိုက်လိုက်ပါအဲ့လိုမျိုးလေးပေါ့နော်။အော်ဒါပေမဲ့ကားတိုင်းတော့မဟုတ်မရှိုက်ဘူးပေါ့လေ။ဒါပေမဲ့အဲ့လိုမျိုးတွေးကြုံရအောင်ဆိုရိုက်တယ်။နောက်ပိုင်းကားလေးတွေကတော့အဲ့လိုမျိုးပေါ့နော်။သူနေရာရတဲ့ကားလေးတွေပဲရုပ်ရှင်ကားကြီးကိုရိုက်ရတယ်ပေါ့။ဦးမီဝါနဲ့ဆိုလဲအိုင်ဆိုရောမက်ဘိုရောနဲ့အဲ့လိုမျိုးပေါ့နော်။ အာဒုက္ခကိုပြုံးပြလိုက်ပါတော့ဘာလို့ဆိုလဲနေရာရတယ်ပေါ့လေအဲ့လိုမျိုးဆိုတော့ဒါထွက်လာမှာပေါ့အဲ့လိုမျိုးလေးညားတာလဲဒါသူ့တန်ဆောင်ဖြစ်တာပဲဒါဘာလို့လဲဆိုတော့အမကလူတွေကိုကျမသားကိုရိုက်ပါရိုက်ပါလို့ဘာမှလိုက်မပြောဘူးအဲသူ့ကံလေးနဲ့သူ့ရဲ့ပြုံးဆောင်တာကိုသဘောကျလို့ပဲပေါ့နော်လာပြီးတော့ငားတာတွေရှိရပါတယ် ခါလေးလည်းလူတွေမေ့နေတဲ့ခါကျရင်အော်မဆော်လေးသားရှိသားပဲပေါ့အဲအဲ့လိုတွေသတိရကြတာပေါ့လေဟုတ်တော့တနာပါရဲကုန်အပ်တာပါကုန်အပ်တာပေါ့အဲပြီးမှပြန်တောင်းတာလောက်ပဲရှိတာတဲ့သူပြောတယ်ဟုတ်တယ်ပြောရင်တော့ကိမေးမှတစ်ခါပဲရှိတာကလေးကတစ်ခါတစ်ခါကြာရင်လေတည်ရမှာမင်းသားဆိုပြီးတော့ပေါ့နော်ရှက်ဆရာကောင်းတယ်ပေါ့အဲ့လိုမျိုးအမိမမပေးတာဟုတ်ပေါ့နော်အဲ့လိုပေါ့ကိုရီးယားလည်းအဲ့လောက်ကြီးဟိုမျိုးထိန်းချောက်တာတော့မဟုတ်ပါဘူးငငယ်လေးတွေကသူ့ကိုဆိုလဲအကုန်ပြေဆုံးဝယ်ပေးထားတော့လေတစ်ခုခုအပြင်သွားမယ်ဆိုရင်ဒါဟိုဟိုနေ့တွေတော့ဆိုရင်အရင်ပြီးခဲ့တဲ့နေ့တွေတော့ဆို သုံးလေးကောင်းနဲ့ပုံပေးပေါ့အခုဒါပေမဲ့ဒီနှစ်တော့တိုးလာပါပြီတသိန်းပေးတာပေါ့အပြင်တစ်ခါသွားမယ်ဆိုတသိန်းပေါ့အဲ့ဒါနဲ့လာအောင်သုံးပေါ့အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့သူလည်းအချင်းပါသွားတယ်ထင်ပါတယ်နောက်ပိုင်းတော့သူဒီဒီထက်အသက်ပေါ့နော်ကြီးလာတယ်ကြီးလာတာနဲ့အပြပေါ့နော်သူငွေကင်ပြီးတော့ပေးသုံးပါပါအခုကငယ်သေးတဲ့အချိန်မှာအဆန်အများကြီးပေးသုံးလိုက်ရင်ပျက်စီးဖို့လမ်းကြောင်းတွေကများတယ်လေအဲ့ဒါကြောင့်ပါဟုတ်ဟုတ်ဘာဖြစ်ကိုမေကဒီအမှုပညာလမ်းကြောင်းပေါ်မှာတော့ရှောက်နှမ်းနေပြီပေါ့လေ ောင်းမှန်းနေပြီဆိုတော့ဒါသူ့ရဲ့စူးစမ်းမှုပေါ်မှာသူ့ရဲ့ကံဉာဏ်ဝရိယစမ်းပေါ့ပြိတဲ့အားပေးမှုတွေလည်းအများကြီးလိုပါတယ်ဒါကြောင့်မလို့အာသူ့ရဲ့နေရာလေးတနေရာရှားဖို့အတွက်ပေါ့နော်ပြိတဲ့တွေကိုအားကိုးပါတယ်လို့မဆာလေးရဲ့ဒါဖုံးမနေလားကိုလည်းအပ်ပါတယ်လို့အားပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်